်ကျန်းလန်းပြည်သက်များမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဆရာဒေါက်တာဖြူတီဟာရဲ့ဘယ်တော့မှမလုံမဲ့အရာတွေသတ်မှတ်ထားဖို့ဆိုတဲ့ဆောင်းပါးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လောက်ရမဲ့အလုပ်တွေကိုစိတ်ထားတဲ့ to do list ဆိုတာတော့တော်တော်များများသိကြပါမယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးမှနောက်တစ်မျိုးထပ်ပြောပါမယ် to don't list မလောက်ဘူးလို့ကိုကိုကိုစီကံချတာတဲ့အရာတွေပေါ့ဥပမာပြောရရင်မနက်မိုးလင်းအိပ်ရထတာနဲ့ဖေဖုတ်သုံးတာဖုန်းပွတ်တာမျိုးလုံးဝမလုပ်ဘူးညာ၆နိုင်နောက်ပိုင်းအစာမစားဘူးအိပ်ရတဲ့ဖုန်းယူမသွားဘူးအလောက်ချိန်တွင်ဆိုရှယ်မီဒီယာဖွင့်မကြည့်ဘူးတပတ်ကိုနှစ်ရက်ထပ်ပူပြီးညာဘက်နိုင်ကောက်မထွက်ဘူးဒါတွေကို to don't list လို့ခေါ်ပါတယ် နေ့စဉ်ဘဝမှာ လေ့ကျင့်ကောင်းတွေတိဆောက်တဲ့နေရာမှာအရေးကြီးတယ်လို့မြင်မိတယ်။ဘဝတစ်ခုလုံးစာနဲ့ရှင်ပြီးလဲစဉ်းစားကြည့်လို့ရပါတယ်။ကျွန်တော်တို့တွေကိုမသေးခင်လှုပ်သွားခြင်းတဲ့အရာတွေပြီးမြောက်သွားခြင်းတဲ့ကိစ္စတွေခြံထားခဲ့ခြင်းတဲ့အမွေအနှစ်တွေရှိကြပါတယ်။တယောက်နဲ့တယောက်တော့တူကြမှာမဟုတ်ပါဘူး။တချို့ကကိုယ့်တကူစာအတွက်တချို့ကကိုယ့်အသက်မွေးဝမ်းကြောင်းနေပယ် industry တစ်ခုအတွက် တချို့ကတော့မိသားစုအတွက်တချို့ကတော့တိုင်းပြည်အတွက်စသဖြင့်ပေါ့အမျိုးမျိုးရှိကြပါလိမ့်မယ်တူရောင်းလာတဲ့ဘဝမှာတံပိုးရှိရှိနေသွားနိုင်ဖို့ဆိုရင်ဒါကတိတ်အရေးကြီးပါတယ်လူဖြစ်ရကြိုးနှက်စေဖို့ပေါ့မသေးခင်ထေလာဆွေရဲ့ရှိုးပွဲကို အပြင်မှာတစ်ခေါက်လောက်တော့ကိုရိုင်းတွက်ကြည့်ဘူးကျင်နေဆိုတာကစားလို့မာမီပါမတားသမီးကိုဘလို့ထားနိုင်ရမယ်ဆိုတာကအလဲ ဒီစနစ်ဆိုငါတို့မျိုးဆက်အနောက်ဆုံးဖြစ်ရမယ်ဆိုတာအစုံ to do list တွေထားရှိတင်ပါတယ်မဟုတ်ရင်ရှင်တန်ရတာအတိတ်ပဲရှိမှာမဟုတ်ပါဘူးမနက်မနက်ကိုကိုပါအတွက်노ထနေရမှန်းမသိပဲဖြစ်နေပါလိမ့်မယ်အဲ့ဒီလိုပဲ to do list တွေလည်းရှိထားတဲ့လို့မြင်ပါတယ်ဒါကလည်းလူတစ်ယောက်ရဲ့အစဉ်အတန်းကိုပြဋ္ဌာန်းပေးနိုင်လို့ပါပဲဆိုပါစို့ ယ်တော့မှလက်မစားဘူး။ကို့ပါတနာကို့အိမ်တော်ဘက်ကိုဘယ်တော့မှ ကိုတိလက်ရောက်မကျူးလွန်ဘူး။အိမ်တော်ရင်မဖောက်ပြန်ဘူး။မတရားတဲ့နေနဲ့စီးပွားမရှာဘူး။အလမမ်လုပ်ငန်းတွေနဲ့အလုပ်တွဲမလုပ်ဘူး။ဒီလိုကိုပိုင်မှုတွေရှိရပါတယ်။ဒါမှသာသိက္ခာရှိတဲ့လူတယောက်ဖြစ်နိုင်ပါလိမ့်မယ်။ကို့အတွေ့အကြုံနဲ့ရှင်ပြီးပြောရရင်အကောင်းဆုံးလောကရန်တွေနဲ့ကြုံရတဲ့အခါ ဒီလိုစီမင်းစည်းကမ်းတွေကိုထိန်းနိုင်ဖို့ဟာတိတ်ကိုလိုအပ်ပါတယ်။ပုံလဲခက်ခဲလာတယ်လို့ခံစားရတယ်။အရက်ကုမ္ပဏီတစ်ခုကလာကမ်းလှမ်းဖို့တယ်။ကြော်ညာပေးဖို့တော့မဟုတ်ပါဘူး။သူတို့လှုပ်တဲ့စုပွေးပွဲတစ်ခုမှာနမဆရင်ထဲလို့ရမလားလှမ်းမေးတာ။တစ်ဖက်ကလည်းဝိနီလွတ်တယ်ပြောလို့ရပါတယ်။ပလင်းကြီးကင်ပြီးကြော်ညာပေးရတာမှမဟုတ်ပဲ။ကိုတော်မှပိုးနမကြီးလာအောင်မယ်။သို့ပေမဲ့ ဒီပွဲကိုဘာအတွက်လုပ်တယ်ဆိုတာသူသူကိုကိုသိနေကြတာပဲလေအဲ့ဒါနဲ့ပြန်စင်းစားတယ်မာတာကိုလက်ခံလိုက်ရင်ပြောမလားပေါ့သိကြတယ်မပြောဘူးဘာလို့ဆိုတော့ဆရာဝန်တယောက်ကိုတိုင်လည်းအရက်မတော့ဘူးဥပမာမင်းသားတွေအစိုးတော်တွေဆိုရင်တော့တော်သေးအခုကကိုရှောက်နေတဲ့လမ်းနဲ့တခြားစီပဲသူတို့ရဲ့ branding အတွက်လုပ်တဲ့ပွဲမှာတနည်းတစ်ပုံပါဝင်ပတ်သက်လိုက်ရင် ဒါကြီးကိုပြန်တွေးမိတိုင်းငါလိပ်ပြမလုံဖြစ်နေရမှာအဲ့ဒါနဲ့ပဲကျွန်တော်ငင်းလိုက်ပါတယ်ဆိုလိုတာကနမဲကြီးချင်းလူသိများချင်းလက်လာဘပေါ်ချင်းစတဲ့အကောင်းလောကရန်တွေနဲ့ကြုံရတဲ့အခါတိုင်းငါဘာတော့ဖြစ်မလုပ်ဘူးဆိုတော့ to don't list မရှိတာရင်လိုင်းကြောင်သွားလိမ့်မယ်ကိုနမဲကိုကိုဖြတ်တဲ့သူဖြစ်သွားပါလိမ့်မယ်ဘာလို့ဆိုတော့ ။ငွေဆိုတဲ့အရာကတိတ်မတ်မော်စရာကောင်းတာမို့လား။နမဲချင်းမှုဆိုတာကလည်းမူးရစေးလိုပဲ။တခါရဘူးပြီးသွားရင်ထက်မရပဲမနေနိုင်တော့ဘူး။ဒိုးစတွေကတက်တက်လာတယ်။စိတ်မတုံရရင်ရင်းထသလိုလိုနမဲမကြည့်တော့ရင်လည်းနေမရထိုင်မရဖြစ်လာပြီးနမဲမကြည့်ကြအောင်လှုပ်ကြတော့တယ်။ဒါကြောင့်ပဲချမ်းသာခြင်း၊မချွေရံများခြင်း၊လက်လာပပေါ်ခြင်း၊ချီကျူးခံရခြင်း ချတာတွေကိုလောကရန်အဖြစ်နဲ့သတ်မှတ်ထားတာပါအစိုးတွေနဲ့ကြုံရရင်လည်းအဲ့ဒီလိုပါပဲတာမန်လူပဲဖြစ်တဲ့အတွက်ကိုကိုမောင်းတဲ့သူတွေရော ကိုကမောင်းတဲ့သူတွေပါရှိပါတယ်ကိုကို ကြည့်မရတဲ့သူတွေကိုကကြည့်မရတဲ့သူတွေလည်းအများကြီးပဲတို့ပဲမဲ့သူတို့တွေကြောင်းအမနာပလိုက်မပြောဘူးကိုတိထားတဲ့သူတို့အတွင်းတွေကို အောက်ဖဲမလန်ဘူးသူတို့ဒုက္ခရောက်အောင်မကောက်ကျစ်ဘူးမယုံမှားဘူး လူကိုကြည့်မရခဲ့ရင်တော့သူလုပ်တဲ့ကိစ္စကောင်းနေတယ်ဆိုဝန်းရံပေးမယ်။မဝန်းရံပေးရင်တော့နမဲတော့လိုက်မဖြတ်ဘူး။လိုက်မလောင်ပြောင်ဘူး။ပြက်စီးပါစေ၊ကြာရှုံးပါစေဆိုပြီးထိုင်ဆုတောင်းမနေဘူး။ဒါစိတ်ကောင်းရှိလုံးလို့မဟုတ်သလိုသူတို့ပေါ်မေတ္တာရှိလို့လည်းမဟုတ်ပါဘူး။ကို့အစင်တန်းကို့ဟာကိုမနှိမ်ပြချင်တာကြောင့်ပဲဖြစ်ပါတယ်။သူတို့လောက်တယ်လို့ကိုကလိုက်လုပ်ပြီးသူတို့နဲ့တန်းတူသွားအောင် တန်းမဆွဲချပြစ်ချင်တာအကြောင်းပါပဲ။ရုပ်ရှင်တွေဝတ္ထုတွေလည်းမြင်ဘူးကြပါလိမ့်မယ်။အစကတော့လူကောင်းစိတ်စေတနာလည်းကောင်းတယ်။ဒါပေမဲ့အစိုးလောကရန်တွေနဲ့ကြုံရတဲ့အခါဒေါသစိတ်တွေမနာလိုစိတ်တွေတိတ်ငယ်စိတ်တွေညာလာပြီးကိုကိုကိုပိုးအောက်ဆုံးတိဆွဲချရင်ဆွဲချရင်လူယုံမှာဖြစ်သွားရသူတွေလက်တိတ်ဘဝမှာလည်းတွေ့ဘူးကြမယ်လို့ထင်ပါတယ် အဆအဆအရာရာအဆင်ပြေနေတဲ့အချိန်စိတ်ကောင်းထားနိုင်ဖို့ဆိုတာတွေ့တယ်မဟုတ်လားဒါပေမဲ့မပြေတော့တဲ့အခါမယုံမှမိအောင်စူးစမ်းရတာကပိုခက်ပါတယ်အကောင်းလောကရံနဲ့ကြုံရတဲ့အချိန် to don't list မရှိထားရင်အောင်မြင်မှုကကြကြမခံတတ်ပါဘူးဒါမှမဟုတ်ရင်လည်းအရေးအသွေးနှိမ်ပါသွားတတ်ပါတယ်အဆိုးလောကရံနဲ့ကြုံရတဲ့အခါမှာ to don't list မရှိထားရင်တော့ အဆင့်အတန်းတွေနှိမ်ပါသွားတတ်ပါတယ်။ဒီလိုကိုပိုင်မူတွေ principle ဆိုတဲ့အစီအမင်းစည်းကမ်းတွေတကူစားကျင့်ဝတ်တွေကတယောက်နဲ့တယောက်တော့တူမှာမဟုတ်ပါဘူး။ဘလို့အရာတွေကိုတံပိုးထားတယ်၊ဘလို့အလုပ်မျိုးနဲ့အသက်မွေးဝမ်းကြောင်းပြုနေတယ်။ဘဝအခြေအနေဘလို့ရှိတယ်။စတဲ့အချက်တွေပေါ်မူတည်ပြီး क्वे ပြားနေကြပါလိမ့်မယ်။ ိုတယောက်တည်းမှာတယ်တက်ရွယ်ပေါ်လိုက်ပြီးပြောင်းနေတတ်ပါသေးတယ်အရေးကြီးဆုံးကကိုပါဖြစ်ချင်တယ်ဆိုတာကိုသိဖို့ပါပဲမတရားတစ်ဖြစ်ရလာတဲ့ပတ်စံတွေနဲ့ပျော်နိုင်တဲ့သူ ရှိသလိုမပျော်နိုင်တဲ့သူတွေလည်းရှိပါတယ်ဘလို့နမဲကြီးကြီးရတယ်ဆိုတဲ့သူတွေရှိသလိုနမဲဇိုးနဲ့ကြော်ကြားဖို့မပြောနဲ့ low profile လို့ခေါ်တဲ့ကိုယ့်ရဲ့ပုံရိပ်ကိုချပြီးနေချင်တဲ့သူတွေလည်းရှိပါတယ် လူတယောက်ကိုအပုတ်ချတိုက်ခတ်ရတာကိုငာနိုင်ရတယ်ထင်နေသူတွေရှိသလိုအဲ့ဒီလိုမျိုးလောက်ရမှာမစင်ကိုကန်ရမှာထက်ပိုယွန်ရှာတဲ့သူတွေလည်းရှိပါတယ်။ဒါကြောင့်ကိုတာကိုလှုပ်လိုက်ရင်နောင်တမရမှာတေချာသလားဆိုတဲ့မိကုံးကိုသာပြန်မေးချဖို့လိုပါတယ်။အသက်ရှင်နေတော့ခဏငါးပါးတွေလှုပ်သွားမယ်ဆိုတော့ ရီမန်းချက်ကြီးကြီးငယ်ငယ်တွေဖြစ်မြောက်လာအောင်ကြိုးစားနေတဲ့တပြိုင်တည်းမှာငါဘာတွေတော့မလုပ်ဘူးဆိုတော့စီးတွေကိုလည်းချထားရပါလိမ့်မယ်။ဒါမှသာစုံဖြည့်ရခတ်တဲ့လမ်းစုံလမ်းခွာရောက်တိုင်းလလကူကူနဲ့ဖြည့်ရှင်းနိုင်ပြီးရှစ်ဆက်ရမယ့်လမ်းကိုဖြောင်းဖြောင်းတန်တန်ဆက်လျှောက်နိုင်ကြမှာဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ73ရက်3လ2025